ဘာလို့မဲမင်္ဂလာပါကျွန်တော်ကတော့ဗီနီစီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတခါမှာတော့ကျွန်တော်မိတ်ဆွေတနင်္လာသာသမီအလုံးအတွက်16ရက်ဆယ်လ2025ကနေ24ရက်ဆယ်လ2025အတွင်းမှာကြုံတွေ့ရမဲ့တပတ်စာကံကြမ္မာဟောကင်းကိုဂန္ဓာတစ်ခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္လာသာသမီတွေပေါ့လေအဲဒီတစ်ပတ်ကာလမှာဘလို့ကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုတော့ပထမဆုံးကျမ်းစာရင်းနဲ့ပတ်သက်ပြီးစပြောကြပါဆိုပြန်နော် ကျမ်းမာရင်ပတ်သက်လို့ရှိရင်ဒီကလာမှာမျက်စိနဲ့ပတ်သက်ပြီးသွားထိတတ်တဲ့အတွက်သတိထားရမယ်နော်အမျက်ရိုးတွေကြိုက်တာမျက်စိတွေကြိုက်တာမျက်စိတွေမုံတာပေါ့နော်ဒါမျိုးတွေဖြစ်တတ်တယ်တချို့လူငယ်လေးတွေဆိုလဲဂိမ်းရမ်းဆော့လို့ဖြစ်စေနော်ဒီအရင်ကြီးဒီဂိမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေတော့ဖုန်းတွေကြည့်လို့တော့ဖြစ်စေပေါ့နော်မျက်စိသွားထိတတ်တယ်တချို့အစာနဲ့ပတ်သက်ပြီးအရင်ကြီးလိုရတဲ့သူတွေဆိုလဲမျက်စိသွားထိတာပေါ့နော်အဲ့တော့တချို့မျက်မှန်မရှိတဲ့သူတွေဆိုမျက်မှန်အသက်တက်ကလာတွေမျက်မှန်ရှိတဲ့သူတွေဆိုပါဝါထက်တော်ရတာတောင်ဖြစ်တတ်တယ်။တချို့အသက်ကြီးရွယ်ဟိုဘာဖြစ်လဲ။ဖွဲ့နေတယ် မျက်နာတွေအပါအဝင်ခန္ဓာကိုယ်အရေပြားတွေပေါ်မှာအနာလိုအခုလေးတွေအများကြီးပေါက်ပြီးပွားပြီးအလားပြတာမျိုးတွေဖြစ်တဲ့အတွက်အဲကျန်းမာရေးနဲ့ပတ်သက်ပြီးအရေပြားယောဂါလေးတစ်ချက်အကယူစိုက်ကိုစိုက်ရမယ်နော်မပေါ်ဆက်ပါနဲ့လို့အကြံပေးခြင်းနဲ့ဗျာနော်အကြမ်းမိုင်းနဲ့ပတ်သက်ပြီးဆေးရုံစင်ကနေပါလေပြမယ်ဆိုလို့ရှိရင်တော့အင်္ဂါသာသမိဆရာဝန်နဲ့ပဲပြပါနာမည်ပါအင်္ဂါနံပါတဲ့ဆရာဝန်တွေဆေးရုံနံပါတ်တွေပါအင်္ဂါနံပါတဲ့ဆေးရုံတွေမှာပြမယ်ဆိုရင်အနာနဲ့ဆင်းနဲ့အမြင်ဆန်းဆန်းထိရောက်တာပေါ့နော်တက်တာပြောက်ကင်းစီပါလိမ့်မယ်ဗျာနော်အဲဒါပြင်အစားအစာတွေပါလေစားတဲ့အခါမှာလည်းအဲတနည်းအားဖြင့် ဒီရရန်စီတတ်တယ်ပေါ့နော်အစားအစာမျိုးတွေအတက်နိုင်ဆုံးမစားပါနဲ့လို့အကြံပေးခြင်းတယ်ပေါ့နော်အဲ့တော့ဒီကလာမှာတနင်္လာသားသမီးတွေအလုံးနဲ့ပတ်သက်ပြီးဆက်ပြောခြင်းတယ်အဲ့ဒါဗာလဲဆိုလို့ရှိရင်အလုံးမှာနှမျိုးရှိတယ်တမျိုးကကြတော့လုပ်ငန်းငွေဝင်နေတဲ့သူတွေကြတော့အထက်လူကြီးကတော့ကိုယ့်ကိုကြီးသူဆောက်ဆောင်တဲ့ဂိမ်းထဲမှာသွားပါတယ်သူကဝမ်းသာဖို့ကောင်းတယ်တစ်ဖက်မှာကြတော့ကိုယ့်မနာလိုတိုက်ခိုက်တဲ့သူတွေကငုတ်ထိုင်ဆောင်နေကြတယ်ကိုယ်တစ်ခုခုမြန်မာမလားမာမလားဆိုပြီးတော့ထိုင်ဆောင်ပြီးဆွဲချဖို့အတွက်အဲစောင့်နေတဲ့သူတွေရှိနေတယ်ဆိုတာလေးကိုအဲတနင်္လာသားသမီးတွေကိုကျွန်တော်သိသိခြင်းနဲ့ အဲဒီတပတ်ကလာကအမရန်ရံများတတ်တဲ့ဂိမ်းနဲ့မှာပါတယ်ကိုကချစ်လို့ပြောပြလိုက်ရင်တော့မှကို့အထင်လွှဲပြီးမုန်းတယ်လို့ခေါ်ပြီးရှင်းပြရင်ဘယ်သူမှလက်မခံတဲ့ကာလတွေမှာသွားပါတဲ့အတွက်တော်တော်လေးသတိထားရလိမ့်မယ်အများနဲ့တယောက်ဖြစ်တယ်လို့ခေါ်တာပေါ့အဲ့လိုဖြစ်တဲ့ခါမှာလက်ရှိလုပ်ငန်းဝင်ဝင်နေတဲ့သူတွေဆိုရင်ဒီကလာမှာမွန်းကျက်နေတယ်ဗျလက်ရှိလုပ်တဲ့လုပ်တွေမလုပ်ချင်တော့လက်ရှိနေတဲ့နေရာတွေမနေချင်တော့တနေရာကိုပြောင်းကျင်သွားကျင်ထွက်ကျင်လာကျင်တဲ့စိတ်တွေတော့အရန်ပေါ်တဲ့ကာလလို့ခေါ်တယ်အဲ့လိုပေါ်ခဲ့လို့ရှိရင်ပြောင်းကြရင်ကောင်းမှမလားလို့မင်းနောက်ခုတော့ပြန်ဖြေရတယ်ကိုပိုင်စီဝိုင်းလုပ်မယ်ဆိုတော့ပြောင်းလို့ရတယ် ကိုပိုင်စီးပွားရေးမလုပ်ပဲတခြားအလုပ်တစ်ခုပဲသွားလုပ်မယ်ဆိုရင်တော့ပို့ဆိုးတဲ့အញ្ញံတစ်ခုရင်ဆိုင်ရမယ်အဲ့တော့လုံးဝပြောင်းလို့ရှုလို့မရအောင်ဟုတ်ပြီနော်ပြီးတော့ဒီကနေ့မှာတနင်္လာသားသမီးတွေအလုပ်မရှိတဲ့သူတွေအလုပ်ရဖို့တော့အခွင့်အကောင်းလေးတွေပေါ်လာလိမ့်မယ်အလုပ်ရလာလိမ့်မယ်ရတဲ့ခါမှာအဲ့ဒီလောက်ကကိုနဲ့မကညီလို့ဖြစ်စေဟိုခံစားငွေနည်းလို့ဖြစ်စေစသည်အားဖြင့်အဲဒါမျိုးလေးတွေနဲ့ကြုံရတဲ့ကိစ္စကြီးရှိတယ်အဲ့လိုရှိခဲ့ရင်တော့မှအယုံရတဲ့ချိခဲ့တဲ့ဆိုပြီးတော့အဲ့ဒါကိုရွေးချယ်ဝင်မရပဲနဲ့အဲ့ဒီလောက်တွေမှာပဲတိခံပြီးလုံးမှာ တော်ငါကြမယ်ဆိုတော့လေးသိသိချင်းနဲ့အဲ့လိုမှမဟုတ်ဘူးဆိုရင်နောက်အလုပ်တစ်ခုအလုပ်တစ်ခုရှာလို့မရတော့တာလေးအလုပ်တစ်ခုရဖို့အတွက်အချိန်ကြီးအများကြီးဆောက်ပြီးဟဝါရမျိုးတွေရအစအဖြစ်ရတဲ့ကိန်းတွေမှာသွားပါတဲ့အတွက်ဂယုဆိုင်မယ်အလုပ်နဲ့ပတ်သက်ပြီးဒီကာလမှာလွတ်လွတ်လပ်လပ်လေးတိတ်မလုပ်တာအကောင်းဆုံးလို့တော့ကျွန်တော်အကြံပေးချင်တယ်အဲဒီကရမှာအဲ့ခဏဝက်လုပ်ငန်းဝင်နေရသူတွေအထူးသဖြင့်ဝန်ထမ်းတွေတော့ဖြစ်ခဲ့မယ်ဆိုရင်ပေါ့မြန်မာနေတဲ့ဂျာတွေကနေယာရုတွေဘာတွေတက်တက်တကိန်းတော့ရှိပါတယ်အတိုက်ခိုက်နေဂျာတွေကနေတက်ကလေးယာရုလို့ခေါ်တာပေါ့နော်အဲပြိုင်ဆိုင်မှုတွေဂျာတွေကနေအောင်မြူအသီးပွင့်ခံစားရတယ်တချို့ရှစ်ပုံရှစ်ကံကြီးမားတဲ့သူတွေဆိုရင်ဒီကရမှာ အထိပ်ပိုင်းရာထူးကောင်းဆောင်ပေါ့နော်အကြီးကဲရာထူးတွေအစရရှိပိုင်ဆိုင်တဲ့ဆိုတဲ့ကိန်းခန်းလေးတစ်ပါကျွန်တော်တွားမြင်မိပါတယ်ဗျနော်အဲ့တော့ give site ပေးရမယ်ပြီးတော့တနင်္လာတာသမီတွေကိုဆက်ပြီးမှာကျင်တာလေးရှိပါတယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စပေါ့ဒီကလာမှာလက်ပိတ်လာမင်းလက်မပိတ်ဘူးဒါပေမဲ့ငွေကုန်ချေးကြတွေတအားများနေတယ်ဗျာအဖတ်ဆက်လို့မရဘူးဆိုတဲ့ကိန်းခန်းမျိုးကြီးကျွန်တော်တွားမြင်မိတယ်ဗျဟိုရတာကဟိုတထောင်ဆိုလို့ရှိရင်ထွက်တာ2000လောက်ပြန်ထွက်ချင်တာမျိုးတွေပေါ့နော် အဲ့အဲ့ဒါမျိုးတွေဖြစ်တော့ဝင်လိုက်ထွက်လိုက်ဘလုံးမလက်ထဲစောက်ကန်ရလို့မရတဲ့အနေအထားတွေမလောက်မငန့်ဘူးတစ်ဖက်မှာလည်းမိမညမအရှာပူတယ်တစ်ဖက်မှာလည်းမလောက်ငန့်ဘူးဆိုတာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့တော့ကိုပစံကိုပြောတော့လိုက်ကိုရှင်ရှင်နဲ့ဒေါက်စီနေတာမျိုးဖြစ်တယ်အဲ့အဲ့တော့ငွေချင်းနဲ့ပတ်သက်ပြီးစီးသပြီး30ပါငွေချင်းနဲ့ပတ်သက်လို့ရှိရင်ဘသူဘသူမှလက်လုံသွားတာမျိုးတွေခြိရမျိုးတွေလုံးလုံးမရဘူးဒီကလာမှဖြစ်ရင် तू ကနှစ်ချက်တလုံးဖြစ်တယ်ရရရှင်မရဘူးတချို့ပေးရရှိတဲ့ပတ်စံဆိုလို့ရှိရင်လည်းကိုမှမပေးနိုင်ပဲနဲ့အဲဂျင်းနဲ့ချက်တဲ့ကြာနေတာမျိုးတွေဖြစ်ပြီးငွေချင်း အခက်ခဲကြက်အကြက်တဲ့ရတ္ထပဒကာလကိုတနင်္လာသာသမီတွေဖြတ်သန်းမှာဖြစ်တဲ့အတွက်အထူးသတိထားပါလို့ထပ်တလဲလဲအကြံပေးခြင်းလည်းပဲနော်အပြီးတော့အဒီကာလမှာကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုတဲ့သူတွေပေါ့နိလုပ်တဲ့အခါမှာတယောက်တည်းအင်အားနဲ့မလုပ်ပါနဲ့စုပေါင်းဆက်ပေါင်းဆက်လူရှိရာလုပ်ငန်းလေးတွေလုပ်ရတတ်တဲ့ကိန်းရှိတယ်လုပ်ပါအားထားလေးတွေကပို့ပြီးအကျိုးပေးတာလေးတွေသူကတွေးရပါတယ်လုပ်တဲ့အခါမှာလည်းကိုနဲ့တင်းတော်နဲ့ဟာလေးတွေကိုရွှေ့ချပြီးလုပ်ပါအလုပ်ရတာကဆက်လာခြင်းအဆင်ပြေတယ်ဆိုတော့လည်းတကယ်တကယ်အကျိုးများရမယ့်အချိန်တွေမှာ အဲနည်းနည်းလေးသဘောထားကွဲလွဲမှုတွေဖြစ်တဲ့ game တွေမှာပါတော့ဂရိသစ္စာတီအောင်မဲ့ကိုယ့်ဘက်ကလည်းကြိုးစားမယ်ဂရိသစ္စာတီတဲ့သူတွေနဲ့လည်းစုံစည်းအောင်ကြိုးစားပြီးအဲသူတို့နဲ့ပူးတွဲပြီးတိုင်မြင်ပြီးလုပ်ပေးပါနော်အထူးသဖြင့်ဒီခုလုံးမှန်ကန်မယ်ဆိုရင်အင်္ဂါသာသမိတ္တစီမှာအကြံဉာဏ်အကူအညီတွေယူအဲနာမည်မှာစလုံးစလင်ဇာခွဲဆက်နေစွမ်းညအဲ့လိုပါတဲ့သူတွေနဲ့ပူးတွဲတိုင်မြင်ပြီးလုပ်မယ်ဆိုရင်တော့ပို့ပြီးကောင်းမယ်ဆိုတာလေးအကြံပေးခြင်းနဲ့ဗျာနော်အခြေအနေပတ်သက်လို့ရှိရင်တော့တနင်္လာသာသမိတ္တဒီကလာကအခြေအကံတွေကကောင်းတဲ့ထဲမှာပါတယ်အဲချစ်သူရှိတဲ့သူတွေဆိုတော့ဒီကလာကစုံပြီးလို့ပဲပြောရတော့မှာပါဗောလေ အဲမင်္ဂလာအခမ်းအနားလေးတွေနဲ့ကောင်းမှုအေးချမ်းမင်္ဂလာဆောင်အိမ်တော်ရက်သားလေးပါလေကြားတတ်တဲ့အနေထားလေးတွေရှိတဲ့အတွက်အမှန်တန်ဝမ်းသာဖို့ကောင်းတဲ့ယူမယ်ဆိုလဲယူပါအဒီကရမှာအိမ်တော်ကြားတဲ့ကိစ္စလေးတွေကဘဝအတွက်အตายာဖြောက်ပြီးတဲ့လန်ကီလေးတွေကိုရှောက်နှံဝါတတ်တဲ့ဂိမ်းနမသွားပါတာဘူးဗျာနော်အဲနောက်တစ်ခုကဒီကရမှာချစ်သူရှိတဲ့သူတွေဆိုလို့ရှိရင်အိမ်တော်ကြားတတ်တယ်ချစ်သူမရှိတဲ့သူတွေဆိုရင်ချစ်သူအစ်စ်တွေပါလေရတတ်တဲ့ဂိမ်းရှိတယ်ကျွန်တော်ထပ်ပြောပါမယ်စမ်းပွင့်တဲ့ကာလနဲ့ဂျုံနေတာဖြစ်တဲ့အတွက်ချစ်တဲ့ခင်တဲ့သူတွေဝိုင်းလေတတ်တယ်အဲ့တော့အားထုတ်ကိုမထိန်ချုံနိုင်တဲ့အခါမှာ တောင်းဆိုမတော်မိတဲ့သူတွေနဲ့သွားတွေ့ပြီးတော့အနောက်ရှက်တွေပါလေဝင်တဲ့ဂိမ်းလေးတွေကိုထိန်းချုပ်ပေးရမယ်အဲ့လိုမှမထိန်းချုပ်နိုင်ဘူးဆိုတော့အဲပြဿနာအနောက်ရှက်လေးတွေဂျုံပြီးတော့လက်လာပါပိတ်တာမျိုးတွေရာစာဂျုံရတဲ့ဂိမ်းလေးတွေရှိတယ်အခက်မသိအမှုတွေပါလေဖြစ်တဲ့သတိထားမယ်နော်ပြီးတော့ဒီကလာမှာအိမ်ပြင်တာအိမ်ဆောက်တာအုပ်ဝင်နေပတ်သက်တဲ့ကိစ္စလေးတွေလို့သမားအားလုံးအဆင်ပြေတဲ့ကိစ္စမှာပါတော့လှုပ်ဖြစ်အောင်လှုပ်ပေးမယ်။ကားတွေပါလေလုံးဝဝယ်လို့မရပါဘူး။ကားမောင်းတဲ့သူတွေဒီကလာမှာကားအန္တရာယ်ရှိပါတယ်။ဂိမ်းဆိုင်ပါမကြာခဏဆက်ပြတ်တာလေးတွေဖြစ်စေအက်ဆီဒန့်ဖြစ်တာလေးတွေဖြစ်စေဖြစ်တတ်တယ် ကားတွေပါတယ်ဝယ်ပြီးတဲ့နောက်ပိုင်းမှာကိုယ့်လက်ထက်ရောက်ပြီးမှဈေးတွေပါတယ်ထိုးကြွားရတယ်မကြာခဏဆက်ပြက်လို့ဆိုပြီးပြင်ရတာတွေအားစာဖြစ်တဲ့အတွက်ကားတွေပါတယ်လုံးဝမဝယ်ပါနဲ့ဗျာနော်အဝင်မတော်လို့ပါအဲ့တော့ဒီကောင်မှာပတ်သက်ပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်ပေါ့လေစနေသားသမီးကြာသားတွေသားသမီးတွေကိုယ်ကိုကောင်းကောင်းကြီးဆေးတွေကပေးလိမ့်မယ်အထူးသတိထားပါသူတို့ကအကြောင်းပြုပြီးတော့စိတ်ပမှန်လူပမှန်ပြဿနာတွေဖြစ်တဲ့အခက်မတင်အောင်အမှုကိနေပါတယ်ဖြစ်တဲ့ကိန်းတွေမှာသွားပါတယ်စနေခိုင်းမင်းဆိုရတဲ့ပတ်သက်ကိစ္စတွေသွားညှိဆိုတော့မပေါ့နဲ့လေနော်သွားလာလို့ရှာတဲ့ခါတစ်ချက်သတိထားပါ အော်တိုဘာ22ရက်23ရက်24ရက်အဲ့ရက်တွေကတော့ဟိုအမှုကင်းတွေပါလေရှိနေတဲ့သူတွေဆိုရင်တော့မိမိတို့ကအနိုင်ရရှိမယ်ဆိုတဲ့ကိစ္စမှာသွားပါတယ်အကြံ့ညာနေတဲ့အဲခက်ခဲနေတဲ့ကိစ္စလေးတွေကိုအိတ်ကလာမှာရှစ်တိုးပြီးလုပ်နိုင်တယ်ပြီးပြောင်းအောင်လုပ်နိုင်တဲ့အနေအထားလေးတွေကြုံရလိမ့်မယ်အလုတ်ရှောင်ခြင်းအလုတ်ရှာခြင်းမှာကောင်းသောသတင်းစကားလေးတွေအလုတ်ရတာမျိုးတွေဒီအဲ့ရက်ပိုင်းမှာကြုံရတတ်တဲ့ကိစ္စမှာပါမယ်လူမျိုးသားအချိုးပေးပြီးအဲရက်ဝဲနေချာကိုခီးသွားပြီးအလုတ်လောရတတ်တဲ့ကိစ္စအဲ့ရက်ပိုင်းမှာဖြစ်တည်လာလိမ့်မယ်အော်တိုဘာ18ရက်19 20 21အဲ့ရက်မှာတော့အညာအခိုက်တွေရှိတယ် အများနဲ့တယောက်ဖြစ်ပြီးတော့ရှင်းမရရင်တော့ဘယ်သူမှလက်မခံဘူးဆိုတဲ့ကာလအခုံးဘက်ပေါင်းတဲ့သူတွေအထင်လွဲတာတွေညီကောင်မတော်အရင်ချာမိဘဆရာသမားတွေအထင်လွဲတာတွေရှင်းပြလို့မရတာတွေကြောင်းရတဲ့ကိန်းရှိတယ်။အဲစေတနာကနေဝေဒနာဖြစ်သွားတဲ့အမားယွင်းနေတာဆိုတာကြောင်းရတဲ့အခမ်းမသိအမှုတွေပါတွေပါဖြစ်တဲ့ကိန်းပါတဲ့အတွက်အမှုမဖြစ်အောင်နေပါ။နော်အမှုဖြစ်လို့ရှိရင်တော်တော်လေးခိုက်တတ်တဲ့အနေအထားရှိတယ်။ဂရုတော်တော်လေးစိုက်ပဲ။လမ်းတွေပါတွေသွားရင်ခွေးတွေပါတွေတစ်ချက်တစ်ထိတာခွေးကတ်တတ်တဲ့အနေရလေးရှိပါတယ်။အဲ့တော့ဒီကရမှာကန်ဒီယာရဲ့ထောက်မမှုအပြေအဝရအောင် အညိုရောင်အဝါရောင်အဆက်ရောင်လိမ္မော်ရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါမိမပန်ပိန်ပန်ဂဏမာပန်ကြာပန်စပယ်ပန်တို့ကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရာမှာဖရာပန်ကရပဲဖြစ်ဖြစ်အနေအခက်နဲ့မှာအလားပေါင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကျွန်တော်လည်းအညနေကင်ပြီးကောင်းတဲ့ခံနေတဲ့ပိုကောင်းမှုတို့ရရရလေးပေးကြရအောင်ဗျာနော်အဲ့တော့ရရရဘာလို့ကလဲဆိုတော့အုံဒီအစင်တလုံးကိုထိတ်ဝှက်ဖြတ်မယ်အရေးတွေကိုအိမ်ရှိမှသုံးလိုက်နော်ပြီးရင်အဲ့ဒီအုံဒီတွေကိုစားလက်သုံးဆုပ်ပြီးတော့ထည့်မယ် ဲ့ဒီအုံသီးကိုမနက်စောစောလေးတခုမှကို့အနေနာပေါ့အောင်ချက်မှရှိတဲ့တက်တန်းရင်ညောင်မကြီးကြီးမှဆောက်တဲ့ရုပ်ကစိုးကိုသွားရောက်ပြီးလူခံပေးရမယ်နော်အဲမိမိတို့လိုချင်တဲ့ဆန္ဒလေးကိုတေချာလေးတိုင်တဲ့ဆူတောင်းပေးပါရုပ်ကစိုးကြီးကိုညီမြန်မာဆန်ဆန်ပြီးမြောက်အကောင့်ထဲပေါ်သွားပါလိမ့်မယ်ဒါအပြင်အညာအခက်တတိပြပြအောင်ညနေဆောင်လေးတခုမှလမ်းမရခွေးလေးတွေကိုပေါမုတ်လေးတွေဖဲ့ပြီးတော့နော်ကျွေးပေးပါကျောင်းလေးအညာလေးတွေအကံမုတ်ချပြပြောက်သွားပါလိမ့်မယ်အဲတနင်္လာတာသူရအောင်စိတ်အချမ်းသာကြီးကိုကြီးကျမ်းမှာကြမ်းမှာဖြစ်ပြည်တော်ကြပါစေလို့ကျွန်တော်စုမကောင်းတောင်းပေးပါရစေ။